သတိပဋ္ဌာန်ဓမ္မယုံ30ရက်လီလာ2023ခုနှစ်တနင်္ဂနွေနေ့ရုပ်တည်တဲ့အတိုင်းပြုလုပ်ခြင်းဘုရားတရားတန်ခါနဲ့ပတ်သက်နေမှလည်းတည်တင်တာကိုတည်မှဖြစ်တယ်လို့လုပ်တင်တာကိုလည်းလုပ်နိုင်ပါလိမ့်မယ်ကိုလိုသူလိုချင်းချင်းအဓိကထားနိုင်မယ်ဆိုရင်တော့အာယတမီစီပါရေးတွေ ကျမ်းမာရေးတွေနိုင်ငံရေးတွေဒါအဓိကထားနေမယ်ဆိုရင်တော့ကိုသိချင်တာသိပြီးတော့ကိုလုပ်ချင်တာပြုလုပ်နေတာပဲဖြစ်ပါလိမ့်မယ်သိချင်တာတွေမသိချင်တာတွေလုပ်ချင်တာတွေမလုပ်ချင်တာတွေဒါတွေပဲဒါတွေနဲ့ပဲအလုံးရှုံနေပါလိမ့်မယ်တရားလုံးကသိတဲ့နာသိပြီးတော့လုပ်တဲ့နာလုပ်နိုင်အောင်ကြိုးစားပါတယ်သိမဲ့ လုချင်တာမလုချင်တာတွေကိုနားလဲတာနားမလဲတာတွေအဓိကထားနေမယ်ဆိုရင်လဲတိတိနာတိမာမဟုတ်တယ်လို့လုတဲ့နာကိုလုံနိုင်မှာလည်းမဟုတ်ပါဘူးလုချင်တယ်မလုချင်ဘူးဆိုတာကကိုယ့်ရဲ့ကိုယ်နဲ့ဆိုင်ပါတယ်နားလဲတာမလဲတာလည်းကိုယ်နဲ့ဆိုင်ပါတယ်ဒါတွေကမိမိရဲ့လောဘဒေါသမောဟတွေနဲ့ပတ်သက်နေတာပါလောဘဒေါသမောဟနဲ့ သိနေတဲ့အသိတွေပါလုံနေတဲ့လုံတွေပါဒါတွေကအဆုံးမရှိပါဘူးလုံချင်တာမလုံချင်တာတွေလုံတဲ့တာမလုံတဲ့တာတွေလုံချင်တာမလုံချင်တာတွေနားလဲတာနားမလဲတာတွေဒါတွေမှာလမ်းဆုံးနေရမှာမဟုတ်ပါဘူးလုံချင်တာမလုံချင်တာနားလဲတာမလဲတာတွေဒါတွေကကိုယ်မှာရှိတယ်လို့ကိုယ်နဲ့ပတ်သက်တယ်လို့ လူတစ်ပါးနဲ့လည်းပတ်သက်နေပါတယ်။ဒါတွေကိုစန့်ကျင်ပြီးတော့တည်တည်နာတည်အောင်ကြိုးစားနေရတယ်။လှုပ်တင်တာလှုပ်နိုင်အောင်လည်းကြိုးစားနေရပါတယ်။ဒီနေ့ဆိုလည်းလောကဝိတုဖရာပလင်အစ်စ်ပေါ်မှာကြောင်းရှိပြီးတော့တရင်တုံးပါမယ်။ဒီရဏောကဒီရဏောတုတ်တန်တဘာရိတ်တာကပြင်ဖိတ်ထားတာလည်းရှိပါတယ်။ညနေကျရင်တော့တိတ်ခတ်တတ်ရှိပါတယ်။ ေကတပိရိတာထဲမှာလူခံကြွပါမယ်ဒီတော့ကတော့နေခင်းပိုင်းကြွမှာဖြစ်တဲ့အတွက်အသွားပြန်လဲ၄နိုင်ကျော်လောက်ကြာမှာဖြစ်တဲ့အတွက်လဲယာတိဝိဓုဟာပူတဲ့အတွက်သွားလာတာပို့ပြီးတော့ပင်ပန်းပါတယ်အဲ့ဒါကြောင့်လဲကိုယ်တိုင်မကြွတော့ပဲဒီလေဆွမ်းစားပြီးချိန်လောက်မှအွန်လိုင်းကနေပြီးဗီဒီယိုကောနဲ့မြင်မြန်လျှောက်ထားဖို့ ပြောင်းပြီးစီစဉ်ထားပါတယ်။ခရီးတွေပဲတောက်လျှောက်ကြွတာကကြွနေကြဖြစ်ပေမဲ့လည်းယာရီတို့ပူတဲ့အခါကျတော့ပို့ပြီးတော့ပင်ပန်းပါတယ်။တနည်းအားဖြင့်တနည်းအားဆက်ပြီးတော့ကြွတာမျိုးကအချိန်ကုန်တလောက်အလုပ်ပြီးပါနေတယ်။တနည်းအားတွေကိုသွားပြီးတော့ပြန်လာတာမျိုးကျတော့သွားလာတဲ့အချိန်ကပို့ပြီးတော့များပါတယ်။ပရိသတ်တွင်ပဲဖြစ်တဲ့အတွက်လည်း ဒီနေ့မကြွတော့ပဲနောက်ပိုင်းတခြားမြို့တွေကြွတဲ့အခါကျမှလက်ဆက်ထဲကြွရောက်ပါမယ်အဲ့တော့ပြင့်ဖိတ်တာကလည်းဒိဋ္ဌနာသုတ်တံတဘာဝိတ္တမှာအကျမ်းမာတာတွေစိတ်ပြန်မှန်းတာတွေရှိနေတဲ့အတွက်တတ္တာရရှိစေဖို့ဆရာတော်ပြင့်ဖိတ်တဲ့တဘောလဲပါဝင်ပါတယ်အကြောင်းတရားတွေကတော့အမျိုးမျိုးရှိပါတယ်အဲ့တော့ဆရာအနေနဲ့ကတော့ ဒါကြွတဲ့နလားမကြွတဲ့မူလားဆုံးဖြတ်ဖို့ဆိုတာအခြေအနေကိုသတိချက်ချာသိမှလည်းဆုံးဖြတ်လို့ရပါတယ်အဲဒါကြောင့်အရင်ရက်တည်းကမအားတာနဲ့မဆုံးဖြတ်နိုင်မဲမမေးမြန်းနိုင်မဲဒီနေ့ကျမှဒီရနောရေးတာကဆက်လေးခင်မာနဲ့တိုက်ရိုက်မေးမြန်းပြီးတော့ဗီဒီယိုကောနဲ့ပဲလျှောက်ထားဖို့စီစဉ်ဖြစ်ပါတယ်ဒါရီကအမြဲတမ်း ြုလုပ်နေရတဲ့ဆုံးဖြတ်ချက်တွေပါ ဆုံးဖြတ်ပါများတဲ့အခါကျတော့လေကျွမ်းကျင်လာပါတယ်အလုပ်နေကြမဟုတ်ဘူးဆိုရင်မမကန်ကန်ဆုံးဖြတ်နိုင်ဖို့ကမလွယ်ပါဘူးအချိန်နေချိန်ခါနေရာဒေသပုံကိုယ်တွေအပေါ်မှာမူတည်ပြီးတော့မကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်အမြဲတမ်းကြိုးစားရတာပါယောဂီအစ်စ်မှာတော့ဆုံးဖြတ်ခွင့်ရတိတ်မရှိပါဘူး စီစဉ်ထားတဲ့အတိုင်းလိုက်နာရတာများပါတယ်။ကိုကိုယ်တိုင်တရားပြဆရာဖြစ်လာတယ်၊ဘုန်းကြီးဖြစ်လာတယ်၊ဂျိတ်တာဒီထောင်လုံးဖြစ်လာတဲ့အခါကျတော့ဆုံးဖြတ်ဆရာတွေအများပြရှိလာပါတယ်။သိတဲ့နာတွေကိုတည်အောင်ကြိုးစားနိုင်လို့သိတဲ့အတိုင်းလဲလုပ်တဲ့နာတွေလုပ်အောင် လုပ်နိုင်အောင်ကြိုးစားနိုင်လို့လဲတရားပြတဲ့တန်ဃာတစ်ပါးဖြစ်လာတယ်လို့ ရားဟိတာတွေဥဆောင်ဖွင့်လင့်တဲ့ခေါင်းဆောင်တယောက်လည်းဖြစ်လာတာပါပြီးကျင်တာပဲသိနေမယ်လှုပ်ကျင်တာပဲလှုပ်နေမယ်ဆိုရင်တော့ကိုလိုသူလိုကိုယ့်ရဲ့လောဘဒေါရမောဟခိုင်းတာပဲလှုပ်နေရပါလိမ့်မယ်လောဘဒေါရမောဟကတိခွင့်ပေးတာပဲသိရပါလိမ့်မယ်ဒီကိလေသာကိုစန့်ကျင်နိုင်မှုလိုပါတယ်ဣဒဝင်ပြီးတော့တရားထုတ်တယ် များကျဆောင်ရတဲ့ဒါနာပြုတယ်ဆိုရင်တော့မှကိုလှုပ်ချင်တာကိုမလှုပ်ချင်တာတွေကိုနားမလဲတာကိုနားလဲတာတွေကိုအဓိကထားနေကြတာများပါတယ်ငါငါနဲ့ပြုလုပ်တဲ့တဘောပါကိုလှုပ်ချင်လှုပ်မယ်မလှုပ်ချင်မလှုပ်ဘူးကိုနားလဲရင်လက်ခံမယ်နားမလဲရင်လက်မခံဘူးဆိုပြီးတော့ငါတိငါတတ်ငါတိုင်းမြတ်တယ်ဆိုတော့အမားတွေမှာပဲလမ်းဆုံးနေပါတယ် ိုမသိတာတွေအများကြီးရှိတယ်။ကိုမလုတ်တတ်တာတွေအများကြီးရှိတယ်။မသိတာကိုသိအောင်မလုတ်တတ်တာကိုလုတ်တတ်အောင်ဖရာတရားတန်ခါရဲ့ဆရာသမားရဲ့အကူအညီတွေနဲ့ကြိုးစားရတာပါ။ကိုလုတ်ချင်တာမလုတ်ချင်တာတွေကိုလုတ်တတ်တာမလုတ်တတ်တာတွေကိုနားလဲတာနားမလဲတာတွေကိုဖရာတရားတန်ခါအကူအညီနဲ့ဆန့်ကျင်ရတာပါ။ဒါနာပြုတ်တီလာဆောင် ဘာဝနာပွားဆိုတဲ့လှုပ်တဲ့နာတွေကိုလှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲလှုပ်နိုင်အောင်ကြိုးစားပါတယ်။နားလဲလဲလှုပ်နားမလဲတာတွေကိုလည်းလှုပ်နိုင်အောင်ကြိုးစားပါတယ်။လှုပ်တတ်လဲလှုပ်မလှုပ်တတ်လဲလှုပ်နိုင်အောင်လို့ကြိုးစားနေရပါတယ်။လောမယ့်လှုပ်ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ။မိမိရဲ့လှုပ်ချင်မလှုပ်ချင်လှုပ်တတ်မလှုပ်တတ်နားလဲနားမလဲ အစရှိတဲ့လောဘဒေါသမောဟကိုဆန့်ကျင်ပြီးတော့ပြည်လောရတာပါကိုလှုပ်ချင်တာမလှုပ်ချင်တာမှမဟုတ်ပါဘူးသူတို့ဘာလှုပ်ချင်တာမလှုပ်ချင်တာ ကိုနားလဲတာမလဲတာမှမဟုတ်ပဲသူတို့ဘာနားလဲတာနားမလဲတာကိုလှုပ်တတ်တာမလှုပ်တတ်တာမှမဟုတ်ပဲသူတို့ဘာလှုပ်တတ်တာမလှုပ်တတ်တာတွေဒါတွေကိုဆန့်ကျင်ပြီးတော့ဒါနသီလဘာဝနာလုပ်တွေကိုလှုပ်ယုံတက်တက်ပြည်လောနိုင်အောင်ကြိုးစားပါတယ်တရားမထုတ်ရင်တော့ ငါဆိုတာကတယောက်တည်းဖြစ်နေပါတယ်။တရားထုတ်တဲ့အခါကျတော့ငါဆိုတာကအလုံးဖြစ်သွားပါတယ်။ငါတယောက်တည်းမဟုတ်တော့ပါဘူး။အလုံးကငါငါနဲ့အစွဲကြီးနေတဲ့လောဘဒေါသမောဟကြီးလေသာတွေပါပဲ။ကြီးလေသာပဲရှိတာပါ။ငါတွေသူတွေရှိတာမဟုတ်ပါဘူး။ဒီလောဘဒေါသမောဟကြီးလေသာကလည်းဖြစ်ပြီးပြက်ပေါ်ပြီးပြောင်းနေတာပါ။ ငါငေါ့စာဖြစ်နေအတူဆုပ်ကင်လို့မရပါဘူးကိုတယောက်တည်းဆိုတာကဆွဲလန်းနေရမှာမဟုတ်ပါဘူးအတုံးချဖို့ပါပဲတကယ်တမ်းကျတော့တတဝအနန္တလုံးကငါပဲကိုပဲလို့တယောက်ယောက်ပဲလို့အထင်မှားနေကြတိုင်းဂျင်းတူတူပါပဲတရားတော်ရကြည့်ရင်တော့အားလုံးကကိုကြီးပါပဲပြုလုပ်တာလဲကိုပဲခံရတာလဲကိုပဲလို့ ြောလို့ရပါတယ်ကိုလုံးလို့ကိုခံရတာပါကိုရဲ့ပြုလုပ်မှုတွေရပဲကိုကိုပြန်ပြီးတော့ကောင်းကျိုးဆိုးကျိုးတွေပေးနေတာပါမြင်ရတဲ့အခုပြစ္ဆုတ်ပံပြုလုပ်တာတွေဖြစ်တာတွေမှာလမ်းဆုံးနေရမှာမဟုတ်ပါဘူးမြင်ရတာထက်မမြင်ရတော့တဲ့အတိတ်ကပြုလုပ်ခဲ့တာတွေဖြစ်ခဲ့တာတွေကပိုပြီးတော့များပါတယ်လူတယောက်ရဲ့အသိဉာဏ်နဲ့တော့ ဒီဘဝဆိုတာနားလဲပါလိမ့်မယ်။ဒါပေမဲ့ကိုနားမလဲတဲ့ဘဝတဏ္ဍာရီကအစမရှိဆုံးမရှိအောင်ကိုနားလဲတာအကန့်အသတ်ရှိတယ်။ကိုနားမလဲတာကအကန့်အသတ်မရှိအောင်နားမလဲတာကိုနားလဲအောင်ကြိုးစားမှာပါ။ကိုနားလဲတဲ့လုံနိုင်တယ်ဆိုတာလည်းအကန့်အသတ်ရှိပါတယ်။ကိုနားမလဲတဲ့ပြုလုံနိုင်တဲ့စွမ်းရည်ကြတော့အကန့်အသတ်မရှိအောင်နားမလဲတာကိုနားလဲအောင်ကြိုးစားပါမယ်။ လှုပ်ချင်တာလောဘဒါမလှုပ်ချင်တာဒေါသပါပဲဒါသိချင်တယ်လဲလောဘမသိချင်တာဒေါသနားလည်ချင်နေတယ်ဆိုတာလဲဒါလောဘပါပဲနားမလည်ချင်ဘူးဆိုတာဒေါသဒါတွေကိုစန့်ကျင်နေရမှာပါဒါဒီမှာလမ်းဆုံးနေရမှာမဟုတ်ပါဘူးစိတ်ကိုလျှော်တာပါကြော်တွေကိုလျှော်တာပါကစီကိုဒါလေးမိတ်ထားပါတရားဟောတဲ့တရားတွေဆရာသမားတွေဟောတဲ့တရားတွေမိမိရဲ့ခန္ဓာ၅ပါးယုံနာနှစ်ပါးက ဟောတဲ့တရားတွေကိုပစ္စုပန်တရားတွေကိုနားထောင်နေရမှာပါသူပြောသူပြောစကားတွေမှာလမ်းဆုံးနေရမှာမဟုတ်ပါဘူးတရားနာပြီးတော့တရားစာတွေလေ့လာပြီးတော့သူပြောသူပြောနားထောင်တာတွေလောကီစာပေတွေဖတ်ရှုတာတွေစွန့်နေအောင်ယူစားပါတယ်အသိကလည်းလုတ်ချင်တာပဲလုတ်ခဲ့တယ် လုတ်တတ်တာပဲလုတ်ခဲ့တယ်။သိကျင်တာပဲသိခဲ့မယ်။ပြဿုပ်ပံမှာလည်းလုတ်ချင်တာပဲလုတ်နေတယ်။လုတ်တတ်တာပဲလုတ်နေမယ်။သိကျင်တာပဲသိနေပါလိမ့်မယ်။အနာဂတ်မှာလည်းဒီလိုပဲကိုလုတ်ချင်တာတွေကိုလုတ်တတ်တာတွေကိုသိကျင်တာတွေနဲ့ပဲအလုတ်ရှုပ်နေရပါလိမ့်မယ်။တရားလုတ်ကတော့အခုလိုသိတဲ့နာအောင်သိပြီးတော့လုတ်တဲ့နဲ့ဌာနသီလဘာဝနာလုတ်တွေကို ကြိုးစားပြီးတော့ပြည့်လုံနေရတာပါကိုပြည့်ကိုရှိရတာကိုမားကိုပြင်ရတာကိုကြောင်ကိုတိုင်သိအောင်ကြိုးစားရတာတရားလို့ပါသူတစ်ပါးပြည့်ရှုနေတာသူတစ်ပါးရဲ့အမားကိုပဲပြုပြင်မှုကြိုးစားနေတာ ड़ी ဆရာလှုပ်ချင်နေတာ ड़ी သူတစ်ပါးကြောင်းပဲပြည့်ချင်နေတာ ड़ी ဒါတွေကကိလေသာအလုပ်တွေပါလောကီအလုပ်တွေပါအဆုံးမရှိပါဘူး ုလိုယောဂီဖြစ်နေရိတ်တာဝင်ပြီးတော့မှကိလေသာကိုဆန့်ကျင်ရတာပါအမားပြင်ရတာပါကိုပြည့်ကိုပဲကိုရှုနေတယ်ဆိုရင်သူတစ်ပါးကိုကိုမဟုတ်တဲ့သူတစ်ပါးအပေါ်မှာသူတစ်ပါးရဲ့အပြစ်တွေကိုပါသိလာပါလိမ့်မယ်သူတစ်ပါးကိုအပြစ်မြင်မှုကိုဆွလွတ်နိုင်မှုဆိုတာလေကိုပြည့်ကိုပဲကိုသိအောင်ကြိုးစားနေရတာပါကိုမအောင်ပဲကိုပြည့်ပြင်နေရတာပါ ဲ့ဒါဆိုရင်သူတစ်ပါးမှားတာက ပြဿနာမဟုတ်တော့ပါဘူးကိုယ်ကြောင်းပဲကိုယ်သိအောင်လို့ကြိုးစားနေရတာပါ ကိုယ်ကြောင်းသိတဲ့လောက်လဲမှန်မှန်ကန်ကန်သိတဲ့လောက်လဲသူတစ်ပါးအကြောင်းသိလာပါလိမ့်မယ်ကိုယ်ကြောင်းဆိုတာသူတစ်ပါးပြောတဲ့ကိုယ်အကြောင်းမဟုတ်ပါဘူးကိုယ်ခန္ဓာကိုယ်ဉာဏ်နဲ့ရှုရတာပါကိုယ်စိတ်ကိုကဲခန့်ရတာပါကိုဝေဒနာကိုရှုရတာပါအခုခုတရားရောက်မဟုတ်တဲ့တရှိတမဲမဟုတ်တဲ့ ယုတ်တရားနံတရားတွေအကြောင်းကိုနေသဒုက္ခအနတ္တအကြောင်းတွေကို ကိုယ်တိုင်သိနာလည်အောင်လို့ကြိုးစားရတာပါလူချင်းမတူရင်ပဲတရားလောက်ကတော့အတူတူပါပဲအသက်ရွယ်ချင်းမတူကြားမချင်းမတူရင်တော့လောကမဲ့လောကအတူတူပါပဲလောကမှာကအတူတူချင်းဖြစ်တဲ့အတွက်လည်းလောက်တဲ့လူချင်းချင်းပေါင်းလို့လို့ရပါတယ်လက်ဖြတ်မနဲ့၄နာရီဆိုရင်လည်း ကတောင်ခီးစဉ်ကြွရရှိပါတယ်။ရနောင်ပံကောက်မဲဆောက်ခီးစဉ်တွေဆက်သွားပါမယ်။ဆယ်ရည်နေလောက်မှဒီတန်လေးရိတ်တာအောင်ပြန်ရောက်လာပါမယ်။ဒီနေ့ကတော့ရိတ်တာတွေမှာပဲရှိပါမယ်။ညနေ6နာရီလောက်မှရိတ်တာတွေမှာလူခံကြွပါမယ်။